အားလုံးပဲမင်္ဂလာပါရှင်။ Thank you to the channel ကနေကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာဖတ်ပြပေးမယ့်စာအုပ်လေးကတော့ဆီယာမခင်မျိုးချစ်ရေးသားတဲ့၁၂လရာသီပန်းများနဲ့ပွဲတော်များအကြောင်းစာအုပ်ထဲကတပေါင်းလရဲ့အကြောင်းကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။မြန်မာပြည်ကတိမှာနောက်ဆုံးလာသည့်မက်စလာတွင်ကြာရောက်သည့်နေရတူသည်နှွေးထွေးလာကြ၏ မနက်ခင်းတိုင်းတွင်ညက်ကလေးများကတေးသချင်းတီကျူးကနေတစ်ကိုကြိုးစိုးလိုက်သည်မြူမုံအစုအပုံဖြစ်သောအရာတို့သည်အထက်ကောင်းကင်၌ဖုံးလွှမ်းလျက်ရှိကလေးနှစ်ထီတွေးခိုက်တွင်အငွေ့တင့်လေးလျင်ပြိုတော့မလို့မိုးသားတိမ်လေးတို့အုံကြွဖြစ်တည်လျက်ရှိသည်အထူးသဖြင့်ညအခါလာရောင်အဝဲအေးမြသားရလျက်ရှိနေသည်တပေါင်းလာသည်ဖျားပွဲတော်များကျင်းပရာဖြစ်သည် ထမင်းရာဒီကတေးသေးတက်တက်နဲ့အထမြောက်ပြီးဝဲအားလည်းရဲ့များကိုပျော့ပျော့ရွှင်ရွှင်ဆင်းရဲကြဖို့အရေးမျောလင်းကြလျက်ရှိနေသည်မြမပြက်ကရင်က လာတိုင်းလာတိုင်းသည်ပွဲတော်ကိုစီနေဖြစ်နေသည်အလျောက်ယခုကြာရောက်တော့တပေါင်းလာပွဲတော်ဒီကတဲပုံစည်းဒီပွဲတည်တဲ့တပင်အခမ်းနာပင်ဖြစ်ပါသည် လက်ရှိဒေတာဆိုင်ရာဖျားပွဲတော်များကျင်ပနေရတာနဲ့တင်မလုံလောက်နိုင် မကျေနပ်နိုင်မတင်းတိမ်နိုင်ရကားယာယီမြတာခံပါစေကိုတိုင်တဲဖြင့်စေဒီပုံဆောက်လို့ရင်ဖျားတဲကြကားတဲပုံစေဒီပွဲများကျင်ပကြလေသည်တဲပုံစေဒီကို ရှေးဥပထမတီးခဲ့သူမှာဂေါတမမြတ်စွာဘုရားပွင့်တော်မမူမီ ဂင်းကောင်ဝါလူသေးစုမကပွင့်တော်မူခဲ့သောဖရာအဆူဆူတွေကတစုဖြစ်သောတနင်္ကရာဖရာလက်ထက်တော်မှာမွေးဖွားခဲ့သူ သူစင်းရဲတဦးဖြစ်သည်သူသည်စင်းရဲလာသည်ဖြင့်ဇေဒီဖရာတည်သောကုသိုလ်ကောင်းမှုများတွင်မပါဝင်နိုင်သောကြောင့်စိတ်မချမ်းမသာဖြစ်ရသည်တနေ့တနိုင်မြည်ရန်တောင်ဦးကန်းနဖူးဝဲနေရောင်ဤဝင်းပါသောအလင်းတန်းများကြောင့်ငွေရောင်တောက်ပါနေသောသဲပုံမို့မို့ကလေးကိုတွေးမိသည် တဲနဲ့ဒီတောင်ဆုံမြင့်ကခူးဆချင်ဖွဲဟူဆိုတကယ်တော့သူသည်ကြီးညိုလှသောစိတ်ဖြင့်တဲမုံများကိုရွှွန်းတို့ဖြင့်ရောဆက်ခါလှပသောဇေဒီတစုကိုစောက်လုတ်ပူဇော်၍ပန်းများဖြင့်တစားဆင်းလိုက်သည် ထိုကဲ့သို့ ပြုခဲ့သောကုတူကောင်းမှုကြောင့် ူသည်မွေးဖွားခြင်းတည်ဆုံးခြင်းဟူသောတန်တရာစဝိုင်းနေဝဲမရေထွက်နိုင်သောဘဝပေါင်းများစွာတွင်ကျင်လည်နေရင်းမရှိဟူသောစကားကို မကြားဘူးသော အဖြစ်ကိုပါရခဲ့သည်ဂေါတမမြတ်စွာဘုရားလက်ထက်တွင် သူသည်ချမ်းသာကြွယ်ဝသောမျိုးရိုးကုန်မြင့်မားသော မိသားစုဝဲမွေးဖွားခဲ့လေသည် သူသည်လူဖြစ်ကိုစွန့်၍တာသနာပေါင်းထဲဝင်ပြီးယဟန်ဘဝဖြင့်ဒါယိကာဒါယိကာမတို့လှူဒန်းသောလှူဝဲပစ္စည်းများလက်ခံရရှိလိုက်သည်မှာလိုရာထက်ပင်ပုံနေပါတော့သည်ထို့ကြောင့်သူတည်င်းသုံးဖော်သုံးဖက်များကို ဝေးများခဲ့ပြီးသူသည်ယဟန်နာအဖြစ်သို့ရောက်ခဲ့သည်အတိတ်ဘဝများကိုသိမြင်သော တကူအစွမ်းဖြင့်ပြည့်စုံတော်မူလေသည်အတိတ်ဘဝကတဲပုံစေဒီကိုတီထားပူဇော်ခဲ့သောဇာကြောင့်နှင့် ထုတ်ပြခဲ့သောကုသိုလ်ကောင်းမှုမှာအကျိုးတူခံစားရပုံအကြောင်းတို့ကိုပြောပြခဲ့လေသည်တဲပုံစီဒီပွဲတော်သည်လူကြီးသူမများမှသည်တဲမြေကိုတူးဆွာနိုင်သောကလေးတငယ်အထီးပါပါဝင်ဆင်နွှဲနိုင်သောပွဲတစ်ခုဖြစ်ပါသည်မြေရေပစ္စည်းများဖြင့်လူသိများလာသည့်ရန်ကုန်တဖက်ကန်းတွင်ကျွန်တင်းမြို့မှတပေါင်းလားပြည့်နေများ၌တဲပုံစိတ်ဒီပွဲကိုအထူးကျင်းပကြလေသည် ရွှေတကုံဖျားတီရှိရာတိန်ကုတ်တရတောင်ကုန်းပပတ်လဲကမြေနေရာမှာကျင်းပသောရွှေတကုံဖျားပွဲတီကရန်ကုန်မြို့ဤအထင်ကရတပေါင်းပွဲတစ်ခုဖြစ်သည်ဖျားပွဲကိုမစင်မနွဲနေလို့တော့မဖြစ်ပါ ပွဲကင်းသည်ဆိုင်ကင်းဆိုင်ချင်းဈေးဆိုင်ခန်းများပြာကင်းများကင်းထားသောဝါတဲ့တငယ်တဲများဖြင့်ပြည့်လျက်ရှိနေသည် မြန်မာပြည်အလဲပိုင်းမိုးကောင်ရေရှားအရက်ဒေတာများမြန်မာပြည်မြောက်ဘက်တောင်တန်းဒေတာများမြန်မာပြည်အောက်ပိုင်းဒေတာများမြန်မာပြည်တောင်ဘက်ဒေတာများအစသောမြန်မာပြည်တလွားကထွက်သောပစ္စည်းများဖြစ်သည့်ကျိန်းဝါနှင့်ထန်းတို့ဖြစ်လုံသောချင်းဖြာလင်ပန်းနှင့်တစ်တာများကုရှင်နှင့်မှုရာတွေဖြစ်ဖို့ဝါကုန်းများအယောင်အသွေးဆုံအစဉ်အရင်ဆုံးလာသည်လက်လောက်ထဲများဖြစ်သောချီဆောင်ကောစောနှင့်လွယ်အိတ်များ စက်ကူနဲ့လှုပ်သည် ဖိုးသူတော်မင်းသားမင်းသမီးဇော်ကြီးစင်မြင်းအယုတ်အမျိုးမျိုးနဲ့တချို့မှာရုပ်ဆိုးတော်လဲဆွဲဆောင်မှုအပြည့်ရှိသောဘီလူးယုံများဆင့်ထဲများဖြစ်သည့်ရေနွေးအိုပန်းအိုစစ်လိပ်ပြာခွက်များရုံးတယ်ပစ္စည်းများအစရှိသောအမျိုးမျိုးအဖုံဖုံတို့ပွဲခင်းထဲမှာရှိနေကြလျက်အတုံးလဲဝင်ကြည့်လို့လဲကောင်းလာပေတော်သည်ဤဖျားပွဲစေးသည်ကအချိန်တွေကုန်းလို့ကုန်မန်းမတိအောင် နာယီပေါင်းများစွာခြေဦးတက်ရာရှောင်ကြီးရင်အများအားဖြင့်အတုံးမဝင်တော့လဲမျက်စီပဓာသာရှိလာသည်လှပသည့်ပစ္စည်းများဆွဲခေါ်ရာနောက်တကောက်ကောက်လိုက်ပါနေကြရသည်ထူးခြားစမ်းကြဲလာသည်နှက်ပြီးနှက်ရွာကဲ့သို့ပင်ဖြစ်နေပါလေသည်ဒီတော့ပွဲစည်းတန်းတစ်လျှောက်ကမြန်မာတရေစာမုံမျိုးစုံကိုစုံအောင်ကြီးစမ်းကြည့်ရင်ပွဲစည်းလျှောက်ရတဲ့အရာသာကိုသဘောကျသွားနိုင်သည် ပွဲစည်းတစ်ခေါက်ရှောက်လိုက်တာနဲ့လုံးလောက်သွားပါပြီဟုစာရေးသူက မရေတရေနဲ့ဆိုလိုက်ချင်ပါသည်ဟောဒီမှာငါးပြုတ်ရေပစ်ခဲခဲဟင်းကျူပူပူဆူဆူနဲ့မုံဟင်းကရှိပါတယ်တို့တော့ဟင်းညိုတဲ့မျိုးနေတဲ့အခွေအလိတ်တွေကဘာတွေတုံးအော်ဒါအရသာရှိတဲ့ငပြောဥဘတ်တွေပေါ့တိထားတဲ့တရုတ်နန်းနန်းတွေကိုအထူးအရသာရှိစေဖို့ဖြူပွေးပါအောင်မြင် ပန်းမုံအစိမ့်မုံနဲ့အုံးတီးကိုချီ၍အေးညှထားသော အုံးရည်တို့ဖြင့်ချက်သည့်ပြစ်ပြစ်ခက်ခဲနှင့်အရသာရှိလာသည့်အုံးတို့ခေါက်ဆွဲကိုလည်းမြည်ဆန်းကြည့်နိုင်ပေသည်ခန္ဓာကြီးကျယ်လာသည့်နှက်ပြီးနှက်ရွာတခွင်မဆုံးနိုင်သောခြေဆန့်နေချိန်မှာလေတုသည်စီညောနံတသိန်းသိန်းနှင့်ဖြစ်နေသည်ဟိုရှိမှအကျွတ်ကျော်တွေနှင့်ဘိမ့်မုံတွေပါလားပေါ်ပြူလာအဖြစ်ဆုံးမြမတရေစာကဘူးတိကျော်ဖြစ်လေသည် ဘူးဒီနုနုကလေးတွေကိုအချောင်းလေးတွေဖြစ်အောင်လေး၍ဆံမုတ်ရင်နဲ့တုံလင်းကစီနိုင်နိုင်နဲ့ကြောကြသည်သူတို့ကိုမုံလာရွက်စိမ့်စိမ့်မကြီးရငရုပ်သီးဆက်ဆက်ဖြစ်ဖြောထားသည်တို့စရာအချင်းရေတို့ဖြင့်တွဲဖက်စားသုံးကြရသည် ဂျေနွေးချမ်းပူပူကကရင်ရှင်းစီဖို့အီပြေစရာအဖြစ်တဲခင်းအခံကြပေသည်ဘရာကျုံမှာကလဲဘဲကိုထောင်း၍စော်တာဂျုံပုံတို့ဖြင့်တမအောင်မွေးကစီနိုင်နိုင်နှင့်ကြော်ရသောအကျွတ်ကြော်မျိုးဖြစ်သည်တက်သွုံပဇွန်ပဲမျိုးမျိုးတို့ဖြင့်ကြော်ရသော အခြားအကျော်မျိုးစုံလည်းရှိသည်တန်တဲ့ဦးကြီးတဲ့ကပပွက်ဆူနေတဲ့စီထဲမှာအချွတ်ကြော်လေးတွေမျောနေသည်ကို တွေ့ကြရမည် အကျော်တဲ့အမျိုးသမီးကြီးက စကားလုံးစစ်စစ်သောဆုံးကြီးနှင့်ကြွန့်ကြွန့်ကျင်ကျင်ကြော်နေကဝါပန်းနေပူပူနေနှွေးအချွတ်ကြောများထဲ့နေသည်ကို တခါလောက်ရက်ကြည့်ရင် စားချင်စပွဲအကြောများက ကိုကိုမမီးဆန်းပဲမနေနိုင်လောက်အောင်ထိတ်ခေါ်နေသည့်အဖြစ်ကိုဖန်ဆားကြည့်လိုက်ပါကရင်တွေ့စရာအခြားအစားတောက်တွေကလည်းရှိနေရတချို့မှာဘာခေါ်မှန်းမေမသိနိုင်တော့ပါ ဥပမာရိုင်းဖယ်တနက်တွေနေစင်တူသည့် ဒီအဖြူရောင်ဝါကြီတောက်အချောင်း၃ခုလေးခုထောင်ထားတာမျိုးတွေပေါ့ဒါတွေကဘာတွေတုံးတေးစီလောက်တဲ့လက်နက်ဆန်းတွေတော့မဟုတ်ပါဘူးဒါကောက်ကြီးကြီတောက်တွေလေအတွင်းကကြီတောက်အခောင်းထဲမှာမင်းနဲ့အပူပေးဖုတ်ထားတဲ့ကောက်ကြီးတွေရှိတယ်အချစ်လက်ဆုံးသောထုတ်ပိုးမှုခင့်မီဆုံးတီထွင်ဆန်းသစ်မှုတွေဖြစ်ပေတော်သည် ကောင်းရင်ကြည်တော့တွေကိုအိမ်ပြန်လက်ဆောင်အဖြစ်ဝယ်ယူသွားနိုင်သည် ကောင်းရင်ကြည်တော့အခုံကိုခွာလိုက်သည့်အခါကောင်းရင်ကြည်တော့အခေါင်းထဲကအရသာရှိလာသည့်ရှေမျောမျောကောင်းရင်ချောချောကိုရပေတော့သည်ကောင်းရင်ကိုငပြောရွယ်ချမ်းရွယ်စားသော ထုတ်ပိုးမှုပုံစံမျိုးစုံဖြင့်တွေ့ကြရပြီးထုတ်ပုံစံအတိုင်းအပူပေးထုတ်ထားရာအရသာကလည်းတမျိုးစီထူခဲလာပေသည် သူတို့ကို အုံသည်ငပြောသည်ထညံပဲတော်ဖြင့်အစထဲ့ထားကြသည် စက်ကူလိုပါလာ၍လေကဲသို့ပေါ်ပါက အလွန်ကျွတ်ဆက်သောမုတ်လေပွေတွေလည်းရှိပါသည်သူကိုကောင်းရင်းဆန်ဖြင့်ပြုလို့ရပြီးမုတ်လေပွေများကိုအထက်လိုက်တောင်းလိုပုံထားက ရောင်းချသောဆိုင်များကို တွေ့ကြရသည်ငါချက်တို့မဟုတ်ဆယ်ချက်လောက်ကိုနှီးချိုးဖြစ်ဆွဲချီကဝယ်ယူကြရသည် သူတို့ကကြွကြွရွရွနဲ့ဝါလိုက်လျင်လဲအလွန်အသန်းမြည်ပေသည် ထိခိုက်မိလျင်လဲကြွေးကြသွားနိုင်သည်မုတ်လီဝေစားရင်လူတွေကြားတဲ့တိုးဝေရင်နေပင်အဖြူရောင်မောင်စာလေးတွေကကို့အပေါ်ရော ကို့ဘေးကအဖေါ်ပေါ်ပါကြွေးကြလူကြနဲ့ဖြစ်နေပေတော့သည် စီအိုပူပူထဲမှာအညိုရောင်မုတ်တွေကြောနေသည်ကို တွေ့ရလေသည် မုတ်ပေါ်မှာနှမ်းတွေပဲတွေဖြူထားပုံကတရေကြစရာပင်ဖြစ်လေသည် သူ့ကိုရှာလဲသွားစေသည့်အချုံမုံမုတ်စီကျော်ဟုခေါ်ပါသည် သူမှာအ धिक ပါဝင်သော အစာကကောင်းရင်းဆန်နှင့်ထညက်ဖြစ်ပါသည် ကောင်းရင်းဆန်ကိုတမအောင်နေ၍လက်ကောက်ပုံတံပြည့်လောက်ခါစီနိုင်နိုင်နဲ့ကြော်ရသည် မုံလက်ကောက်လည်းရှိသည်သူ့ကိုထညက်ရင်းနှင့်တိုးစားရသည် အချွတ်ကြော်တွေမုတ်ပဲတရေစာတွေကိုဖျားပွဲတွေမှာအရှံအပယ်တွေ့ကြရသည် အများအားဖြင့်အိမ်သေးသွားဖို့ထက်ထိုနေရာမှာပင်စားလိုက်တာကအကောင်းဆုံးဖြစ်သည်မုံဘဲတရေစာမျိုးစုံကို အားလုံးဆုံးသွားအောင်တကြွကြွဝါတံဝါမြုံတံမြုံနဲ့အရသာခန်းစားရင်ပွဲစည်းတန်းလျှောက်ရတဲ့အရသာလေးကို တပေါင်းလာမှာအားရပါရခန်းစားလိုက်စမ်းပါလို့ဆရာမကရေးဖွဲ့ထားပါတယ်ရှင် ီကနေ့အတွက်ကတော့ဒီလောက်ပါပဲရှင်။နောက်နေ့နောက်နေ့တွေမှာလည်းပို့ပြီးတော့စိတ်ဝင်စားဖို့ရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်။ဒါကြောင့်မို့ကျမတို့ရဲ့သင်ကိတုသမီ channel လေးကို like and subscribe ပြုလုပ်ထားပေးဖို့တောင်းဆိုပါစေရှင်။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။